ကချင်ပြည်နယ်ဖက်ကံမြို့နယ်မှာယခုရက်ပိုင်းအတွင်းတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပြီးလုံခင်ကျေးရွာမှာကျွမ်းပါပြုလုပ်နေတဲ့အခြေခံပညာကျောင်းပေါင်းစုံပေါ်လုံးပြန်ပွဲကိုရာရီရက်နာထားတယ်လို့ပြန်ပွဲဖြစ်မြောက်ရေးကော်မတီမှတည်ရပါတယ်ဖက်ကံမြို့နယ်မှာကိုဗစ်ကာလနိုင်ငံရေးစစ်ရေးအခြေအနေစတဲ့အကြောင်းအရာအမျိုးမျိုးတို့ကြောင့်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို၅နှစ်ကျော်ကြာပြီးမှသာပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပြီးယခုလက်ရှိကျင်းပနေချိန်မှာလည်း ြို့နယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက်ပွဲတော်ကိုရာရည်ရက်နာထားရတယ်လို့အဆိုပါကော်မတီမှသိရပါတယ်။အခုလက်ရှိဖက်ကန်းမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်ကျေးရွာရက်ွက်တွေအတွင်လက်နက်ကြီးကြောက်ပောက်ကွေးခြင်းဘုံပောက်ကွေးခြင်းနဲ့ပြန်ပွဲဝင်ကြောင်းသားအချို့ကိုအာဏာပိုင်အဖွဲ့အစည်းတို့ကခေါ်ယူစစ်ဆေးမေးမြန်းနေခြင်းတို့ကြောင့်ပြန်ပွဲကိုရာရည်ရက်နာလိုက်ရခြင်းဖြစ်တယ်လို့ကော်မတီတာဝန်ရှိသူတဦးကပြောပါတယ်။ အခုရက်ပိုင်းမှာဆိုရင်လက်နက်ကင်အဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်နေတာရေနောက်ပြီးကျေးရွာရက်ွက်တွေထဲကိုလက်နက်ကြီးတွေကျနေတာတွေကြောင့်ပြန်ပွဲကိုရာရည်ရနာထားရတယ်။နောက်တစ်ခုကမနေ့ကဘုံကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမှပြန်ပွဲဝင်ចောင်းသားအချို့ကိုအာနာပိုင်တွေကခေါ်ယူစစ်ဆေးမေးမြန်းတာတွေကြောင့်ကလေးတွေအတွက်ကိုလည်းစိုးရိမ်လို့ပြန်ပွဲကိုခဏနာထားရတယ်လို့၎င်းကပြောပါတယ်။ အဆိုပါခေါ်ယူစစ်ဆေးမေးမြန်းခံရတဲ့ចောင်းသားခုနှစ်ဦးမှာចောင်းသားအကစားပွေးတော်မှာဘောလုံးကစားပြီး၎င်းတို့နေအိမ်မော်စီစာကိုအပြက်မှာမော်စီစာမှာဘုံကွဲတဲ့အတွက်အာနာပိုင်တွေကစစ်ဆေးရေးဆောင်ရွက်နေစဉ်၎င်းတို့အားခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပြီးအခုလက်ရှိမှာအဆက်တွေတွေရရှိထားပြီးဖြစ်တယ်လို့လုံခင်ကျေးရွာနေရမီရဖာတူကပြောပါရယ်ကလေးတွေကကျောင်းအားကစားပွဲမှာပြိုင်ပွဲဝင်ပြီးမှသူတို့အိမ်မော်စီစာကိုပြန်ကြတာဖြစ်ချင်တော့မနေ့ကမော်စီစာမှာဘုံကွေးတယ် ဘုံခွဲလိုအာနာပိုင်တွေကစစ်စေးရဲတွေလုံနေတဲ့အချိန်သူတို့ကဘာမတိညာမတိနဲ့ရောက်သွားတာထင်တယ်အဲ့ဒါနဲ့သူတို့ကိုစစ်စေးမေးမြန်းဖို့ဆိုပြီးခေါ်သွားတယ်လို့ပြောတယ်အခုတော့အဆက်တွေရပြီလို့သိရတယ်မကြခင်ပြန်လာကြမှာပါလို့၎င်းကပြောပါတယ်အခုလိုចောင်းသားလေးတွေရဲ့ဖြစ်စဉ်အပါအဝင်အထက်ဖော်ပြပါအကြောင်းအရာတွေကြောင့်လက်ရှိကျင်းပပြုလုပ်နေတဲ့အခြေခံပညာចောင်းပေါင်းစုံပေါ်လုံးပြန်ဝေးကိုညမာလာ၁၇ရက်နေ့ကနေစပြီးနှစ်ရက်တာရရည်ရနာထားတယ်လို့သိရပါဗျ။ ဖကန်းမြို့နယ်မှာ2019ခုနှစ်မှာစတင်ပြီးကိုဗစ်ကာလအခြေအနေတွေနိုင်ငံရေးအခြေအနေတွေနဲ့စစ်ရေးအခြေအနေတွေကြောင့်ကျောင်းပေါင်းစုံအားကစားပွဲတော်တွေကို9နှစ်ကျော်ကြာရပ်နာထားပြီးယခု2025ခုနှစ်မှာပြန်လည်လုပ်နိုင်ခြင်းဖြစ်တယ်လို့သိရပါဗျ။